ပြီးကြောဒီအသေးသေးလေးနဲ့ကျွေးနိုင်ကိုရင်ထဲမှာပျော်တယ်လာစားပေးရသူအကုန်လုံးလည်းအရန်ကျေးဇူးတင်ထူးဆန်းတယ်မချုံဘူးလားမသိဘူးအလူကလည်းတရာအောင်ကတည်းကလူကလည်းအလူကကွဲပြက်တာတချို့အလူတွေမကုံတာတွေရှိတယ်နော်မာကြီးအလူကဘရောမဆိုမလောက်တာပဲရှိတယ် မမကြည့်နဲ့ယာတီကလူကိုပဲကြည့်လိုက်ကျွန်တော်ဆိုမနေ့ကမိုင်းထွေးကြီးလိုင်းပေါ်မှာချိန်ညာတာမိုးကယွာနေမမနဲ့ကထိယွာနေတော့အခုနေတာဝါးကြီးအဲ့ကြောင့်ပြောလို့ရှိရင်စေတနာမှန်ဝါးကြီးစေတနာမှန်မောင်အဲ့ကြောင့်ပြောလို့ရှိရင်သူက overdate နေပြောတယ်လို့ပြောမှာဆိုတော့မနေ့ကတော့အိမ်မှာခင်းမှုကြီးစေပါကတ်တာပါနော် ်သစ်ကူးတဲ့ဒီတွေ့ပြီးတောက်လျှောက်အဲ့ဟာဟိုဟာဆယ်လာပိုင်းတော့တည်းကသူများစပြီးတော့အဲ့တွေ့ပြီးဆိုရင်နှစ်ကူးရင်လည်းတောက်လျှောက်ပဲเนาะတောက်လျှောက်မွေးနေ့တွေရှိရတောက်လျှောက်တွေ့ပြီးဒီတလာပိုင်းတည်းသူများတောက်လျှောက်ပဲသားမွေးနေ့ကြီးဟုတ်ကဲ့ ။ညကတော့တစားမုံမပြင်းနေဆိုတော့လေညတိုင်းလည်းနေနေကြဆိုတော့သူ့ရှိပဲအများတမ်းလည်းမှားပြစ်လိုက်တယ်။မလို့ဆိုတော့အခြားသူတွေနဲ့လည်းကိုကမလုပ်ဘူးတဲ့ခါကျတော့မသိဘူး။သူနဲ့ကျတော့အများတမ်းမိသားစုလိုဖြစ်နေ။ဒါလေးနဲ့ဒါလေးနဲ့ကြွေးကျင်နေအဆင်ပြေလားဘလို့လုပ်ပေးမလဲပတ်စံရအစာပေါ့လေနော်။အဲ့တော့သူနဲ့ကိုနေကအများအဆင်ပြေတော့ဒီမှာလှူပြစ်တယ်။သူကတမလို့ပါလို့မယ်။အများတမ်းကျွန်တော်ကိုပဲလောက်ခိုင်းတာစီစဉ်ခိုင်းတာများတယ်ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုကျော်လောက်ထားတာအကုန်လုံးကောင်းနေဆိုတော့ အဲ့တော့ကျွန်တော်ကပုံမှန်တိုင်းဆိုရင်တော့ဘယ်သူမှလည်းမလုပ်ပေးပါဘူးအဲ့အုံထမင်းကတော့လက်ဝင်လို့အုံထမင်းလည်းမမွေသေးဘာဖြစ်လို့ဆိုတော့အလူကြုံတိုင်းသူများလူပဲမဲ့ကိုကစေတနာလေးထည့်ပေးလိုက်တာအကောင်းလေးစားစေတယ်လို့အဲ့ဒီနေ့ဆိုမမရဲ့ဒီကိုပြောအုံထမင်းကိုချက်တောင်းမှာအလူနဲ့အနှစ်ချက်ချလေးတေချာချက်အဲ့ဒါလေးနဲ့ကျွန်တော်အမအလူလေးလည်းပိုကောင်းတော့ကိုကမိသားစုလို့ဖြစ်တာတဲ့အမကြီးကကျွန်တော်တို့မိသားစုတအားရရောလေး ုတ်တယ်ဘာလို့ဒီတိုင်းဆိုလဲမို့ကိုကငါးသိန်းဆယ်သိန်းဆိုအဲ့လိုပေးတာဟုတ်တယ်တိုင်းပေါ်မှာလိန်ကြီးတွင်းလာလဲမို့ကိုကိုယ်တိုင်းရရတာတကယ်ပေးတာဆိုတော့ဒီကွဲပြီးွားရင်ပွဲတစ်သက်ပြီးွားရင်လာထည့်တဲ့ကလေးတွေအားစ3သိန်းသူတို့လည်း9သိန်းအဲ့လိုပေးတာဒါကိုကလည်းဘာပဲဖြစ်ဖြစ်ပြောရတာကအုံထမင်းစက်သားစက်သားဟင်စက်သားအာလူနဲ့ငရုတ်သီးကြော်ပဲပြောတာအဲမင်းန်တီတက်နယ်လေးပါထည့်ပြီးလိုက်တယ် အခုစင်တာဘာဖြစ်လို့လဲအမေတော့အကြီးကတော့တဦးစင်တာတဦးဦးမင်းဆိုတော့ဤလို့လေဒါအကောင်းနဲ့ဒါလုတ်ပေးလိုက်ပါဒီနေ့ကရွေချက်မရှိဘူးတနေ့ကအုံးသီးတွေဖြစ်နေတာအိမ်မှာအုံးလို့ခေါက်ဆွဲအော်ဖျားဆုံးကတ္တာတော်မှာအုံးစိမ့်ရေအုံးနေဖြစ်နေတာပြီးတော့မှစဉ်းစားမိဟဲ့ငါဒီနေ့တနေ့ကအုံးနေကြီးပါလားလို့ ဲ့တော့ဒီနေ့တနေ့ကအလှူတွေကြီးပဲလားအလှူတွေကြီးပဲဒီနေ့တနေ့ကိုလေးကဘာတွေကြီးလဲပြောဖို့မနက်မိုးလင်းတော့အိမ်မှာကြတော့သီလာရှင်၁၀ပါးကိုဆုံးကတ်တယ်ပေါ့နော်အဓိကသီလာရှင်၁၀ပါးဆုံးကတ်တယ်ဆုံးကတ်တော့အုံနှုတ်ခေါဆွဲပေါ့ကလေးတွေဝန်ထမ်းကလေးတွေအိမ်မှာပတ်စံကျဲတယ်ဝန်ထမ်းတွေကို30ကျဲတာတယောက်တယောက်ရတာ2သိန်းခွဲ3သိန်းရှိရမရတဲ့သူတွေလည်းမရဘူးပေါ့ခွန်းသားလို့ပါတော့ပေါ့ယောက်ျားလေးတွေဆိုနှစ်ခါကျဲတာမင်းကလေးတွေနှစ်ခါကျဲကျဲပြီးပြီလူပြီးပြီတို့အဲ့လိုပေါ့ဒါလားပြေတိုင်းလားပြေတိုင်းပေါ့လေနော်ကိုရှာသားတဲ့ပတ်စံတွေကအကုန်လုံးကသက်ဆိုင်နေဒါကြောင့်မို့အမြဲနှူပဲနေတယ်ဟုတ်လဲပြောတယ်ကောင်းကောင်းလေးပဲလုံမာကြီးကဈေးမခ ခုတ်ဘူးရတယ်ကြားတော့ပြောဘာဖြစ်လို့လဲဆိုတော့ခုထမင်းတက်နေပေါ့နော်ခုလိုကာလာကြီးမှာစားရတာခက်ခဲတယ်ကျွေးလိုက်တဲ့ဟာကအစင်မပြေလာစားတဲ့သူလည်းစိတ်ဆင်းရဲတယ်အဲ့တော့ကောင်းတာပဲကျွေးမယ်သူများကိုကောင်းကောင်းပေးရင်ကောင်းတဲ့အကျိုးပြန်လာမယ်အဲ့လိုပဲကျွေးလိုက်ဟုတ်ကဲ့ဒါလူဘယ်လောက်ချလူ900ဆိုလူ900 အမြဲတွေးတယ်တွေးတယ်ဆိုရင်လည်းအာပါတိကတွေးနေတာသူကဟိုတစ်ခါကိုပဲထမင်းဒီခါလည်းကြာမာကြီးရဲ့အုံတမင်းဆိုတော့ကွာကြောညာမှာလေလမ်းမှာမိုက်နဲ့ကြောညာဆိုဟဲ့ဟုတ်မှလုံအောင်နိအုံတမင်းကဟုတ်မှလုံအောင်ဟုတ်မှလုံအာသူကဖိုင်နယ်ကြာရဲ့မာကြီးတဲ့မင်းကကြာလုံလာအဲ့ဒါဆိုလည်းရတယ်မာကြီးကြာတော့ရှင်းပေးမယ်ဟိုရှင်းပေးရမယ်နော်အခုလိုမျိုးကွာအုံတမင်းစက်သားအားလုံးမပိကြောတိရတဲ့တက်လက်လေးနဲ့တွေးနိုင်ကိုရင်ထဲမှာပျော်တယ်လာစားပေးရသူအကုန်လုံးလည်းအရန်ကျေးဇူးတင်တယ်ဘာလို့လဲဆိုကိုအလူအလူကလည်းနော်ထူးဆန်းတယ်နော်ကြုံမှုလားမသိအလူကလည်း အားကားတဲ့သူလူမလည်းအလူကပွဲပြက်တာတချို့အလူတွေမကုံတာတွေရှိတယ်နော်မာကြီးအလူကဘရောမဆိုမလောက်တာပဲရှိတယ်မလောက်တာဘလောက်ချက်ကျွေးမလဲကျွေးနေလားမကြည့်နဲ့ရာဒီကရုကိုပဲကြည့်လိုက်ကျွန်တော်ဆိုမနေ့ကမိုင်းထွေးကြီးတိုင်းပေါ်မှာချိန်ညာတာမိုးကယွာနေမနေ့ကအထိယွာနေတော့ အခုနေတာဝါးအဲ့ကြောင့်ပြောလို့ရှိရင်စေတနာမှန်ဝါးစေတနာမှန်မဟုတ်အဲ့ကြောင့်ပြောလို့ရှိရင်သူက overdin နေပြောတယ်လို့ပြောမှာဆိုတော့မနေ့ကတော့ကအိမ်မှာခင်းမူးကြီးဆယ်ပါကတ်တာပါနော်ဆုံးကတ်ဆုံးကတ်တော့လေအဲ့လိုပဲပေါ့။ဘာပဲပြောပြောမိုးလေဝတ်တာလေကိုနဲ့လိုအပ်တယ်နော်။နေမင်းနာမင်းအပေါင်းလုံးကိုဆူတောင်းနေ။ကိုလုံးနေတာဒီမှန်ကန်ရင်ဒါလေးတွေခဏညက်ဆိုင်ပေးပါပေါ့လေနော်။အဲ့လိုပြောပြရအောင်သူတို့ကအရန်ကြီးကြည့်ကြဲမဟုတ်ပါဘူး။တကယ်လုံးကြည့်ပါ။ဘာသာရေးကိုတကယ်လုံးကြည့်တဲ့ခါကျရင်မဖြစ်လဲဆိုကိုနဲ့ပထန်းဆက်မိသွားလို့ရှိရင်အရာတိုင်းကအဆင်ပြေတယ်ပေါ့။ကိုကတော့အဲ့လိုပဲတွေးတယ်။ 我来得给冷更重，我怕大